အာရခတတော်ထင်ချုပ်ထားတဲ့ကြောက်တော်မျိုးကိုဧပြီလ19ရက်မနက်အစောပိုင်းမှာစစ်တပ်က၄ချိန်နိုင်ပုံကျဲတိုက်ခိုက်ခဲ့လို့ဒေသခံ၂ဦးသေဆုံးပြီး20ကျော်ဒဏ်ရာရရှိခဲ့ပါတယ်။ကြောက်တော်မျိုးပြည်တော်သားရက်ကွက်၊ညွတ်တိရက်ကွက်နဲ့ရှမ်းရရက်ကွက်တွေကိုစက်ဖိုက်တာ၃စီးနဲ့ပေါင်900ဘုံတွေအပြင်အတွဲလိုက်ဘုံတွေနဲ့တိုက်ခိုက်ခဲ့တာလို့ဒေသခံတွေက ပြောပါတယ်။ညညဆိုရင်ကောင်းကောင်းမအိတ်ကဘူး။ တော့ကောင်းကောင်းမွေးကောက်ဟာတော်တန်နေချက်လာနေတယ်တော်တန်နေချက်လာနေတယ်ဟာနေကင်းနေတယ်ဆိုရင်တော့ဟာပုံဟာကတုံကျင်းလို့ပုံရင်းလို့တဲမှာဝင်နေလို့ရတာပေါ့နော်ညာညာရင်းညာတာဆိုရင်ပြီးလည်းမရှိဘူးပြီးပြီးလည်းမရတဲ့နေမှာကတုံကျင်းကဘယ်နောက်သွားနေရမှာလဲဘုံကျင်းကဘယ်ဘုံကျင်းကဘယ်သွားမှာလဲဓမီကထုံလို့မရဟာဓမီထုံလို့မရဂျက်လင်ဂျက်လိုက်ဓမီမိပါမိမထုံမရဘူး စစ်တပ်ကပုံကျဲခဲ့တဲ့ရက်ကွက်တွေဟာလူနေထူထပ်တယ်လို့ NGO ဖွဲ့စည်းတွေများစွာရှိတဲ့နေရာဖြစ်တာကြောင့်ထိခိုက်ဒေဆုံးမှုဟာထပ်တိုးလာနိုင်တယ်လို့လည်းဒေသခံတွေကပြောပါတယ်။ဟောဒါလေးဟာဟိုတိုက်ပွဲဖြစ်တဲ့နေရာမဟုတ်ဘဲနဲ့အခက်တက်တော့အရင်နဲ့တိုင်းနေတဲ့နေရာမဟုတ်ဘဲနဲ့အလွတ်တက်တက်လာပြီးတော့ပြစ်ခတ်တယ်ဆိုတော့အော်ဒါပြည်သူတွေကိုတမင်တကာရေပြေပြီးတော့ပြစ်တာဖြစ်တဲ့အတွက်ဒါပြည်ကျင်မှုတွေတန်ရတဲ့ရှိတယ်ဆိုတော့ဒါကတော့ဒါရဲ့ကြည့်ရဆိုမှုပြုလုပ်တယ်လို့ ဟိုသူ့လောဆေးရဆိုပေမဲ့ကျွလွန်ထားတာတခုပဲဖြစ်တယ်ကြောက်တော်မျိုးကိုအရခတတော်ကတင်ပိုက်ထိန်းချုပ်ထားတာတစ်နှစ်ကျော်ရှိပြီဖြစ်ပေမဲ့စစ်ကောင်စီကနေ့စဉ်နေပါလေကြောင်းတိုက်ခိုက်မှုတွေလုပ်လို့ရှိတယ်လို့လည်းသိရပါဗျ။တိုက်ပွဲမရှိဘူးတိုက်ပွဲလုံးဝမရှိဘဲနဲ့နေတိုင်းနေတိုင်းနေပါကိုအချိန်တိုင်းကအချိန်တိုင်းလိုလိုလားနေတာမပြစ်တာမပြစ်တာနဲ့ပြစ်တာပဲကွာလာတယ်ပြစ်တဲ့အချိန်တွေဆိုရင်တော့အဆက်မပြေဘူးက၃-၅လုံးကိုကျဲကျဲချသွားတာ ဟိုသူတို့ကဂျက်ဂျက်ကတော့အများတော့ဝဲနေတာပဲဒီကနှစ်နာရီရှားတက်ချိန်တစ်နာရီရှားတက်ချိန်လာတာချလာတယ်မချတော့ပဲกว่าတယ်စခိုင်းဒေသမှာစစ်ရှုံးနေတဲ့စစ်ကောင်စီဟာလူမျိုးရေးအမုန်းတရားတွေကိုအခြေခံပြီးတိုက်ပွဲနဲ့မသက်ဆိုင်တဲ့အရက်ဖက်ပြစ်မှတ်တွေကိုဦးတည်တိုက်ခိုက်နေတာပါ။အဲဒီလိုတိုက်ခိုက်မှုတွေဟာအပြစ်မဲ့ပြည်သူတွေကိုအစိုးလိုက်ပြုံလိုက်တပ်ဖြတ်နေတဲ့အပြင်စစ်ရာဇဝမှုကိုပြောင်ပြောင်တင်းတင်းကျူးလွန်တာဖြစ်တယ်လို့အေအေကပြောပါတယ်။